မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာရှိတဲ့စစ်ကောင်စီရဲ့လယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတရားခေါ်မှမှ short time ဒုံများနဲ့တော်လိုင်းအင်အားစုများကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တင်ဘာလ26ရက်နေ့မနက်9:30မိနစ်အချိန်မှာ Brave Warriors ပေါ်မြန်မာ BWM အဖွဲ့ရဲ့စီမံမှုနဲ့ Shadow Mandalay အဖွဲ့ကစစ်ကောင်စီရဲ့လေပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းထဲကိုတရားခွန်မောင်းမှ short tight ဒုံ6လုံးကို BWM ရဲ့ Mission 22အဖြစ်နဲ့အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ရဲဘော်တွေက ခွေးကင်းမုံတွေဂျားတွေကနေပြီးတော့အတွင်းစီးတဲ့အထီကိုအပြောက်ဝင်းနေပြစ်တယ်ပြီးတော့အပြောက်ပြန်ထွက်သွားတယ်ရုတ်တရက်ဘဲကနေပြင်ပန်းမသိတော့ခွေးတွေကဘဲကိုလိုက်ရမှန်းမသိဘူးပြစ်ပြီးတော့15မိနစ်လောက်ကြာတော့မှခွေးကနှက်စီးကမီးထိုးပြီးတော့ပတ်ရှာနေတာကိုတွေ့ရတယ်၆လုံးပြစ်တာမှာ၄လုံးအောင်ပြီးတော့ short tight ထုံး၄လုံးစလုံးလပ်ပါခရဲကိုဝင်ပါတယ်နှလုံးကမြောက်ပိုင်းထိုးစစ်ဆင်မဲ့အပတ်စဉ်၃စစ်ခွေးတွေနေတဲ့ဘားတိုက်အဆောက်အဦးကိုနှလုံးထိမှန်ပြီးတော့အယောက်၂၀လောက်ထိခိုက်တယ်လို့သိရပါတယ် ်ပေးဆုံးမှုရှိမှရှိကိုတော့စုံစမ်းနေသေးဖြစ်ပါတယ်နောက်နှလုံးကတော့ကွင်းထဲကိုကျတယ်လို့သိရတယ်ဒါကတော့ဆက်လက်ပြီးတော့စုံစမ်းသိရှိရတဲ့လောက်ပါနောက်ထပ်အထူးကအပြည့်စည်အများကြီးရှိမှာမို့လို့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်မစ်ရှင်လုံနေတဲ့ရဲဝော်တွေအားလုံးဘေးကင်းလုံခြုံတဲ့တပ်ဆိုင်ရာဌာနေစခန်းအသီးသီးကိုပြန်လည်ရောက်ရှိခဲ့ပါတယ်လပခဟာလက်ရှိမှာစီရေးအရာရောနိုင်ငံရေးအရာပါအရေးကြီးတဲ့နေရာမဟုတ်လို့အဲ့လိုမျိုးဗဟိုအချက်အချာကိုပြစ်ခတ်နိုင်ရဲ့လို့ချိန်နဲ့အားရမှုရှိပါတယ်ခင်ဗျားလို့ Brave Warriors for Myanmar BWM ကတာဝန်ရှိသူကပြောကြားထားပါတယ် တော်လိုက်ရင်အင်အားစုများက1027ဒုတိယပိုင်းစစ်စင်ရေးအတွင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခခကိုတင်ပတ်ပြီးတဲ့နောက်ပိုင်းမှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခဟာ စစ်ရှုံးကောင်စီရဲ့အဓိကအားထားရတဲ့စစ်တိုင်းဌာနဖြစ်လာခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကရှမ်းမြောက်စစ်စင်ရေးအတွင်းမှာဆုံးရှုံးခဲ့ရမှုများနဲ့တိုက်ခါကြမှုများကိုပြန်လည်အဖက်ဆယ်ရန်အတွားတရုတ်အစိုးရရဲ့အကူအညီနဲ့မြောက်ပိုင်းအဖွဲ့များကိုရပ်တန့်ရန်ဖိအားပေးကြိုးစားနေရင်းနဲ့ဒပြိုင်နက်ထဲမှာပဲရန်တိုင်းမင်းစစ်စင်ရေးဆိုပြီးတော့ကြွေးကြော်ကလပခရဲ့အင်အားကိုလည်းအစွမ်းကိုဖြည့်တင်းထားတယ်လို့သိရပါတယ်။ လေပိုင်းတိုင်းစစ်ဌာနချုပ်ဟာစစ်ကောင်စီရဲ့အရေးကြီးတဲ့စစ်တိုင်းဌာနချုပ်ဖြစ်တဲ့အတွက် BWM နဲ့မဟာမိတ်အဖွဲ့တို့ကတော်လှန်ရေးအတွက်အရေးပါတဲ့ပြစ်မှတ်အဖြစ်နဲ့ဥတီတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ BWM အဖွဲ့ကစစ်ကောင်စီရဲ့လေဒါများအပြင်တော်လှန်ရေးအတွက်တက်ရောက်မှုကြီးမားတဲ့အခြားစီရေးပြစ်မှတ်ကြီးတွေကိုလည်းရှာဖွေဖော်ထုတ်တိုက်ခိုက်လျက်ရှိရာတိုင်းစစ်ဌာနချုပ်များဟာတပ်ဆိုင်ရာဒေသအလိုက်တိုင်းရင်းတပ်ဖွဲ့များရဲ့အမိန်ပေးစနစ်အတွက် ပင်မစီရေးဗဟုချမ်းများဖြစ်နေတဲ့အတွက်ကြောင့်ရန်သူရဲ့ change of command ကိုဖြတ်တောက်ဖြိုခွဲရန်ရည်ရွယ်ပြီးတော့အခုလိုမျိုးတိုင်းစစ်ဌာနချုပ်တွေကိုရွေးချယ်ပြီးတော့တိုက်ခတ်ရခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါဗျာ BWM နဲ့မဟာမိတ်အဖွဲ့များအနေနဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လော့ပါခါကိုတိုက်ခိုက်မှုဟာယခုအချိန်ဟာတတိယမြောက်တိုက်ခိုက်မှုဖြစ်ပြီးတော့2023ခုနှစ်ဒီဇင်ဘာလမှာတစ်ကြိမ်2024ခုနှစ်စက်တင်ဘာလ3ရက်နေ့မှာတစ်ကြိမ်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။ယခုတိုက်ခိုက်မှုအတွင်းမှာရန်သူထိခိုက်မှုအခြေအနေကိုတော့ဆက်လက်စုံစမ်းနေကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ ဒီမနက်2နာရီ38မိနစ်မှာ3 down ဆိုတဲ့အတန်ကြီးကြားလိုက်ရတယ်ပြီးတော့ပောက်ကွဲတန်တွေပါကြားရတယ်ပောက်ကွဲတန်က၄ချက်ကို့အိမ်မော်ကနေဒုံးနေများဖြတ်ပြေးသလားလို့တောင်ထင်ရတယ်ပောက်ကွဲမှုကတော့တော်တော်ပြင်းပုံရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲပသိမ်ကြီးမျိုးနယ်ကပြည်သူတို့ကလည်းဒီကနေ့မနက်2နာရီ40မိနစ်ဝင်းကျင်လောက်မှာပောက်ကွဲတန်တွေကြောင့်လန်တို့လာရပြီးတော့ပောက်ကွဲတန်တွေဟာဇက်တိုက်၃ချိန်ခန့်ကြားခဲ့ရတယ်လို့ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူခရိုင်မြန်မြို့နယ်ညောင်ချစ်ပင်ရွာကပြူစောတိများဟာကင်းမုံထွက်လာတဲ့အချိန်နင်းမိုက်မိပြီးတော့ငါးဦးသေဆုံးကအဲ့ဒီနေရာကိုနယ်မြေရှင်းလင်းလုပ်တဲ့အချိန်မှာတနက်တလတ်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ28ရက်နေ့မနက်9:00နာရီကအချိန်မှာမြန်မြို့နယ်တွင်းမပြူစောတိကျေးရွာကညောင်ချစ်ပင်ပြူစောတိကျေးရွာကိုအင်အား300ခန့်ပါတဲ့စစ်ကြောင်းထွက်ခွာလာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကဆွဲမိုင်းများနဲ့တိုက်ခိုက်ရန်အသင့်ဆောင်ဆိုင်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်သားများကစွဲမိုင်းကျိုးများကိုဖျက်တောက်သွားတဲ့အတွက်မနက်၁၇နာရီအချိန်မှာပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကထပ်မံတိုက်ခိုက်ရန်ရှေ့ကနေကြိုတင်နေရယူပြီးတော့ဆောင်ဆိုင်ခဲ့တော့လေ။ညောင်ချစ်ပင်ရွာကစစ်သားများက60မမနဲ့တပ်ဖွဲ့ဝင်များနေရာယူထားတဲ့နေရာများကိုပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်နေမိုင်းတိုင်ပိုင်းများထောင်ထားခဲ့ပြီးတော့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီနေ့ည8:30မိနစ်အချိန်မှာညောင်ချစ်ပင်ရွာကပြူစောတိ10ဦးခန့်ဟာ ကင်းဘုံဝိယံထွက်လာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထောင်ထားတဲ့နေမိုင်မိပြီးတော့ငါးဦးတေဆုံးပြီးတေဆုံးဒဏ်ရာရတဲ့သူများကိုတေဆောင်ကညောင်ချက်ပြင်ပြူစောတိရွာအတွင်းကိုပြန်လည်ဝင်ရောက်သွားတယ်လို့သိရပါဗျာ။အဲ့ဒီနေမိုင်းကွဲတဲ့နေရာကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကစက်တင်ဘာလ28ရက်နေ့မှာနေမြေရှင်းလင်းရေးဝင်ရောက်ခဲ့ရာပြူစောတိများကန်ဆောင်အုံပြုတဲ့ G3 တက်နက်တလက်၎င်းကြီး34တောင်း MAG ပေါက်တစ်ခုနဲ့ 5.56G 360နတ်တောင်းတို့ကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။ညောင်ချစ်ပင်ပြူစောတိကျေးရွာအတွင်းကိုဝင်ရောက်လာတဲ့ အား300ခန့်ပါတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာလည်းစက်တင်ဘာလ28ရက်နေ့မနက်9:30မိနစ်အချိန်မှာရင်တန်းနဲ့ပခုတ်ကူမြို့တပ်မတရတဲ့အတွင်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုများကိုမြိုင်ပကဖအေယာဒေါင်းပျောက်ကြားတပ်ဖွဲ့ BLY ပျောက်ကြားတပ်ဖွဲ့နဲ့ Black Cobra Force ကမ္မတပ်ပေါင်းစုတို့ကပူးပေါင်းပြီးတော့စီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကောင်စီရင်ကောက်ယူရန်အတွက်မင်းမှုမျိုးမှာနန်းစီဒီအမ်ကျောင်းစီအမများကိုစစ်ကောင်စီကတင်နန်းပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံအနှံ့မှာရေကြီးမြေပြိုမှုများဖြစ်ပွားနေတဲ့အချိန်စစ်ကောင်စီကပြည်လုံးကျွတ်သကောင်စီရင်ကောက်ယူရန်စ조사နေပြီးတော့လာမယ့်အော်တိုဘာလ၁ရက်နေ့မှာသကောင်စီရင်ကောက်ယူမယ်လို့စစ်ကောင်စီကကြေညာထားပါတယ်။မင်းမှုကခရိုင်မျိုးဆိုတော့ မင်းမှုအထကနှစ်ထဲမှာကျောင်းစီအမတွေကိုဒီလကုံအပီးဆိုပြီးတော့တင်တန်းနေပေးနေတယ်လို့မင်းမှုမျိုးကတုတ်ကပြောပါရယ်စစ်ကောင်စီကတကောင်စီကောက်ယူမှုကိုအော်တိုဘားတရက်နေ့ကနေ15ရက်နေ့အထိကောက်ခံမယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါရယ်စစ်ကောင်စီရဲ့နိုင်ငံရေးထွက်ပေါက်အဖြစ်လုံးမဲ့ဒီတကောင်စီကောက်တာကိုမင်းမှုမျိုးနယ်ထဲမှာလုံးဝလက်ခံမှာမဟုတ်ပါဘူးစစ်ကောင်စီနဲ့ပူးပေါင်းတဲ့ဘယ်ဝန်ထမ်းကိုမဆိုအရေးယူသွားမှာဖြစ်ပါတယ်ဆိုတာရှင်းရှင်းလင်းလင်းအသိပေးလိုပါတယ်လို့ ်မင်းမှုမျိုးနဲ့အခြေဆိုင်မင်းမှုခရိုင်အမှတ်6တရင်တာဝန်ရှိသူကပြောကြားထားပါတယ်ဒါအပြင်မင်းမှုခရိုင်အတွင်းမျိုးနယ်များဖြစ်တဲ့စလင်ပွင့်ဖြူမျိုးနယ်တို့ကကာကွယ်ရေးတပ်များကလည်းစစ်ကောင်စီရဲ့သံကောင်းစီကောက်ခံမှုများကိုလက်ခံမှာမဟုတ်ဘူးလို့အသီးသီးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပီတော်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ပေါ်ကိုစစ်ကောင်စီကမနေ့ညက လေရင်နဲ့ဘုံများချိန်ထားခဲ့ရာပြည်သူများထိခိုက်ဒေဆုံးမှုမရှိဘဲပြည်သူတွေရဲ့နေအိမ်နဲ့ကားများပျက်စီးဆုံးရှုံးမှုအလွန်များပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ28ရက်နေ့ည8:34မိနစ်အချိန်မှာစစ်ကောင်စီကတိုက်လေရင်များနဲ့လာရှုံမြို့ပေါ်ရက်ကွက်ရှိအနောက်ဘက်ကားဝက်ရှော့နဲ့အဆောက်အုံများပေါ်ကိုဘုံများချိန်ချခဲ့ခြင်းဖြစ်ပြီးတော့လူနေအိမ်များထိခိုက်ပျက်စီးမှုကြီးမားခဲ့တယ်လို့သိရပါတယ်။မနေ့ညလာရှုံမြို့တွင်လေကြောင်းတိုက်ခတ်မှုကြောင့်ရက်ကွက်ရှိရုံအနောက်ဘက်ကားဝက်ရှော့နဲ့ဘေးတဝိုက်ကအဆောက်အုံတော်တော်များများ ကားများထိခိုက်ပျက်စီးသွားပါတယ်လူထိခိုက်သေဆုံးမှုမရှိဘူးလို့သိရပါတယ်အခုလအတွဲမှာစစ်ကောင်စီရဲ့အဆက်မပြတ်လေကြောင်းကနေတိုက်ခိုက်မှုတွေကြောင့်လာရှုံမျိုးတွင်းကပြည်သူအများအပြားထိခိုက်ပြီးတော့ နေအိမ်အဆောက်အုံများစွာလည်းပြက်စီးခဲ့ရပါတယ်အကြမ်းမဲ့စစ်ကောင်စီအဖွဲ့ရဲ့လောက်ရများဟာလူမဆန်စွာပြည်သူလူထုအပေါ်ကိုမငဲ့ညာဘဲနဲ့လူနေအိမ်များဈေးများကိုပြစ်မှတ်ထားတိုက်ခိုက်နေခြင်းပဲဖြစ်ပါတယ်လေကြောင်းတိုက်ခိုက်မှုများအပြီးမှာဒဏ်ရာရရှိသူများကိုလာရှိုးမျိုးပြည်သူဈေးုံမှာအရေးကြီးလူနာအနေနဲ့ကုသပေးလျက်ရှိပါတယ်လို့လာရှိုးမျိုးပြန်လည်ထူထောင်ရေးသတင်းအင်းမြစ်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကောလင်းမြို့နယ်တကောင်းအိုင်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့၁၄ချိန်ဘုံကျဲတိုက်ခိုက်ရာအသက်၉နှစ်အရွယ်ကလင်းငယ်တဦးအပါအဝင်နှစ်ဦးထိမှန်ဒဏ်ရာရရှိပြီးတော့နေအိမ်၆လုံးထိခိုက်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ28ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်ကနေပြီးတော့တနအီခွဲကန်အထိကိုကောလင်းမြို့နယ်တကောင်းအိုင်ကျေးရွာကိုကံဘလူမျိုးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်အမှတ်633 36တပ်ရင်းကနေတက်လာတဲ့ MI-35 နဲ့6ချိန် ် MI2 နဲ့၈ချိန်စုစုပေါင်း14ချိန်ဘုံကျဲတိုက်ခတ်ခဲ့ရာအသက်9နှစ်အရွယ်မခိုင်တစင်ဝင်းရဲ့ခြေထောက်မှာကြီးစံထိမှန်ပြီးတော့ခြေထောက်ဖြတ်ရမယ်ဒဏ်ရာအခြေအနေရှိတယ်လို့သိရပါတယ်။ဒါ့အပြင်နေအိမ်6လုံးလည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ပြစ်တာကရွာရဲ့စာတင်ကြောင်းကိုပြစ်မှတ်ထားပြီးတော့ပြစ်ခတ်တာဘာသတင်းရလို့လဲတော့မသိဘူး။မြေပြင်မှာတော့ဘာတိုက်ပွဲမှမရှိဘူး။ ပစ်တာက rocket နဲ့ရောဆက်လက်နဲ့ပါပစ်တာအဲ့ဒီလိုပစ်ခတ်လို့ပြည်သူတွေတဲကလူကြီးတယောက်နဲ့ကလေးတယောက်ကြီးစားထိမှန်ထားတယ်လူကြီးကလက်ထိတယ်ကလေးက၆လောက်ထိတယ်နှစ်ယောက်စလုံးကတော့အသက်အန္တရာယ်တော့မစိုးရရဘူးလို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်နေတယ်တကောင်းအိမ်ကြီးရွာဟာတိုက်ပွဲလည်းမရှိသလို PDF တပ်ဖွဲ့ဝင်များလည်းနေထိုင်ခြင်းမရှိဘဲပြည်သူများသာအေးအေးချမ်းချမ်းနေထိုင်နေတဲ့ချေးရွာတရွာဖြစ်ကြောင်းကောလင်းခရိုင်အမှတ်နဲ့တိုင်ရင်ကပြောဆိုထားပါတယ်အလားတူပဲ မနေ့ကမုံလွဲပိုင်းမှာလဲအကြမ်းမဲ့စစ်တပ်ကကောလင်းမြို့အနောက်ချမ်းမှာရှိတဲ့အုတ်ကံရွာနဲ့မူတိန်ရွာအနီးတို့ကိုလဲ MI-35 တိုက်ခိုက်ရရရင်နဲ့နှစ်ကြိမ်လာရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုကြောင့်ဂျေးရွာနေပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။